chapter 188မှာတော့ Isagi Yoichi ရဲ့လှုပ်ရှားပုံတွေဟာတဟုန်တို့မြင့်တက်သွားခဲ့ပြီးဒီကစားပွဲရဲ့မော်တိုင်းတစ်ခုလိုဖြစ်နေပါပြီ။ Nagi Seishi တို့ညံလင်းပွင့်အောင် Aki ကလှုပ်ပေးကျင်နေပြီးတော့ Captain America နဲ့ထိတိုက်တွေ့ခဲ့ပါတယ်။ Captain America ကိုလက်နဲ့ကပြီးတော့ Aki ကအာယုံလွဲပြီးကြော်တော့ဖို့လုပ်ပေမဲ့ Captain America ကတော့လင်းလင်းမြန်မြန်ပဲလက်နဲ့ပြန်ပုတ်ထုတ်လိုက်ပါတယ်။ငမဲကောင်ငါ့ကိုမထိနဲ့မစိုးဘူးရဲ့ချစ်သား။ Captain America နဲ့ Aki ထိတိုက်တွေ့နေချိန်မှာ Isagi ကဝင်မပါဖို့ဆုံးဖြတ်ထားပါတယ်။တတိသားလေး Sunny Mama လေး အဂီနဲ့အီဇာဂီတို့ဘက်ကလည်းကပတိန်အမေရိကနဲ့ခိုင်စာပါရှိတာမလို့အင်အားကြီးမျှတနေတဲ့အတွက်အီဇာဂီကမဝင်လာတာပါအခုအဖြစ်အပျက်ကရင်ပွဲရဲ့လပင်ဟိုနဲ့ဘာချစ်တို့ထိုက်တန်တွေးဆောင်ကြသလိုမျိုးနဲ့ဆင်တူနေပါတယ်အဲ့ဒီတော့ကလည်းဖျားပီးသွားကလိုက်တာမလို့တကိုးပေးလိုက်ရပါသေးတယ်အခုချိန်မှာ꽌ပြသွားတဲ့အရာကတော့အီဇာဂီကအခြေအနေကိုနားလည်သွားပြီးတော့ကိုကိုကိုထိန်းထားတာပဲဖြစ်ပါတယ်ကဲငါမီမီဒီတစ်ခေါက်တော့ငါလုံနိုင်တယ်လှုပ်ရှားဖို့အတွက်အချိန်မတန်သေးဘူးအဲ့ဒီချိန်မှာပဲဇန်နီမမလေးကဝင်လာပြီးတော့အကီပြေးလိုက်တော့ဝတ်ထူးရိုက်မယ် ငယ်ပါသေးတဲ့ချီကီရီယာမင်းအဲ့ဒီလိုလှုပ်လိုက်ပြီးကုနီဂါမီအာယုံခဏပြတ်သွားတဲ့အချိန်မှာအကီကမင်းပြေးသွားတဲ့လမ်းအတိုင်းဖျက်ချသွားလိမ့်မယ်ဒါပဲငါဒီမက်တာဗီရှင်ကိုကောင်းကောင်းအသုံးချနိုင်တယ်ဆိုပြီးတော့မက်တာဗီရှင်နဲ့အကီရဲ့လမ်းကြောင်းကိုဖျက်ထုတ်ဖို့ကြိုးစားပါတယ်ဒါပေမဲ့ခိုင်စားရပါဣဇာကီမြင်တယ်လို့မျိုးအကီရဲ့လမ်းကြောင်းကိုမြင်နေခဲ့တာကြောင့်နှစ်ယောက်သားရဲ့လှုပ်ရှားပုံတွေတူနေခဲ့ပါတယ်ဘောလုံးကိုဖျက်ထုတ်နိုင်ခဲ့တယ်ဆိုပေမဲ့နှစ်ယောက်သားကတော့တိုက်မိကုန်ကြပါတယ်ငါ့ကိုမတိုက်မိစေနဲ့လीဣဇာကီ ဒါဆိုလဲငါ့ကိုလှုပ်ခွင့်ပေးလေကိုတုံးလုံးဘီရင်ရဲ့ဒါပဲငါရေးချေခဲ့ရမှန်ကန်ခဲ့ခိုင်စာမြင်တယ်လို့မျိုးငါမြင်နိုင်ခဲ့တယ်ဆိုပြီးတော့အီသားကြီးကတွင်းနေပါတယ်ဖြတ်ထုတ်ခံလာရတဲ့ဘောလုံးကတော့ရီယိုစီကိုရရှိသွားပြီးခိုင်စာကဂျာမန်ကီလေးကိုလှူခိုင်းလိုက်ပါတယ်ခိုင်စာအီသားကြီးကြောင့်ဆက်ရှုပ်နေစဉ်အတွင်းမှာပဲကိုရမယ့်အခွင့်အရေးကိုနာဂီနဲ့တတိသားလေးတို့ကသူတို့ကသူတို့တက်နေပြဖို့အသုံးချတော့မှာပဲဖြစ်ပါတယ်ရီယိုကနာဂီကိုလှူပေးလိုက်ပြီး နာဂီရဲ့ဘေးမှာတော့နာဂီရဲ့ဘောလုံးထိန်းတာကိုတတိထားကြပြီးနာဂီကိုတားမဲ့သူဟာနှစ်ယောက်တောင်ရှိနေပါတယ်အရင်တော့လို့ဘောလုံးကိုထိန်းမနေတော့ပဲရီယိုစီကိုတန်းပြီးပြန်ပေးလိုက်ပြီးတော့ရီယိုကလည်းတန်းပြီးတော့ပြန်ပေးလိုက်ပါတယ်လင်မြန်နဲ့ပေးပို့မှုတွေအောက်မှာဘတ်စတမန်ချင်းအတင်းကလည်းလုံပြန်ချင်မရတာမို့နှစ်ယောက်သားအသားရပဲကြော်ပြနိုင်ခဲ့ပါတယ်မင်းရဲ့ idea တွေကငါ့ကိုအုံတော့တုံးအောင်လုပ်နေတာပဲရီယိုနာဂီသွဲလုံးဟာဘတ်စတမန်ချင်းအတင်းရဲ့ကစားသမားတွေတိထားတဲ့အရာမဟုတ်ပါဘူးအဲ့ဒါကြောင့်လူပေးပို့နေပြောင်းလဲသွားတာကိုမလိုက်နိုင်ကြပါဘူး ဖိအောင်ရီယိုမင်းမလုံနေရလဲနာဂီယိုမင်းအကြံတိုင်းမလုံခိုင်းနဲ့အဲ့ဒါသူ့ရဲ့ဖန်တီနိုင်ဆုံးဘာမှအကူအညီမပေးဘူးကဆိုပြီးတော့အာဂီကပြောပါတယ်တထေးသားလေးကဆရာကြီးလုံနေတဲ့အာဂီကိုပိတ်ထားစမ်းအာဂီနာဂီကိုညံအလင်းပွင့်အောင်မလုံပေးနိုင်မင်းနဲ့နာဂီဘာလို့အပ်လဲဆိုတာငါသိတယ်သူကငါ့ကိုလွယ်တယ်နာဂီကိုတခြားသူတွေလက်ထဲထည့်လိုက်တာအမားကြီးဆိုပေမဲ့အခုတော့မင်းနဲ့စမ်းကျင်နေကစားနေအစ်တတွေပြည့်ရှန်နေပြီငါ့ရဲ့ပြောင်းလဲသွားတယ်ငါတပြားစတိုင်တဲ့ကိုအတုံးချပြီးတော့နာဂီကိုကိုးသွင်းဖို့အတွက်ငါအကူအညီပေးမယ်ဒါငါ့ရဲ့စိန်ခေါ်မှုပဲဒါငါ့ရဲ့ဖလိုးတဲ့ဝင်တဲ့ပုံပဲ ငါနာဂီရဲ့ညာလာယုံဖြစ်လာစေရမယ်ငါတို့နှစ်ယောက်ကအပူပြေးဆုံးနေရာကိုချီတက်နေပြီ chapter 189မှာတော့အီဇာကီးကပြီးပြည့်စုံစွာလှုပ်ရှားနေတယ်။နာဂီနဲ့ရီယိုရဲ့တွဲလုံးကိုတုံးတက်နေပါတယ်။နေရသားဆက်ဆံကြီးကခတ်တန်နေလို့ထင်ရပေမဲ့အတူတွဲပြီးတော့လှုပ်ရှားနေတာလုံးဝကိုတည်င်းစိုးပါပဲ။ဒါကြောင့်မို့အချင်းတွေပိုဆုံးမလာခင်မီတာဗီရှင်နဲ့သူတို့ရဲ့လမ်းကြောင်းခံမှန်းပြီးတော့တွဲလုံးကိုဖျက်ဆီးပြရပါမယ်။တစ်ဖက်မှာတော့ရီယိုကခူရိုနာကိုဘာချီတာရဲ့ step over တွေတုံးပြီးတော့ကြောဖြတ်သွားပါတယ်။ပြုံးနေအချင်းတွေမကောင်းတော့ဘူး။အရှိရဲ့နောက်လူပေးကစားနေတာဆက်တွေအတိုင်းပဲ ဘာလို့လောက်ကြီးမြဲရလဲဒီကောင်နေရုတ်တရက်ကြီးတိုးတက်သွားလားမင်းတို့ကောင်နေနောက်မှစဉ်းစားစမ်းပါရီယိုနာဂီတွဲလုံးဆိုတဲ့မိရဘတ်စတာမန်ချင်းအတင်းကိုအတော်လေးခရက်ထထားသေးပါတယ်တာကြီးတို့ဒီငနေသားကြီးကိုထိန်းထားကြရီယိုကတော့အရာတိုင်းကိုစိတ်ရှုပ်စရာလိုတွေးနေတဲ့ကောင်ကအခုသူ့ရဲ့အိမ်မက်အကြောင်းပြောနေတာကိုရီယိုကမယုံနိုင်ဖြစ်နေပါတယ်နှစ်ယောက်သားမသူနီးတဲ့လမ်းတွေကိုရှောက်ခဲ့ကြရတယ်ဆိုပေမဲ့ရီယိုကတော့စိတ်ရှုပ်စရာစိတ်ပျက်စရာအခိုက်အတန့်တွေကိုကြုံခဲ့ရပြီးတော့တယောက်တည်းရှေ့ဆက်ရှောက်ခဲ့ရပါတယ်ဒါမှမဟုတ်ဖြစ်တမရအရာအလုံးဟာဒီလိုအခိုက်အတန့်အတွက်ဖြစ်ပြီးတော့ငါကီပြောခဲ့တယ် မင်းငါ့ကိုဘလုံးစကစားဖို့ဖိတ်ခေါ်ခဲ့တဲ့နေ့ကလေးကငါမင်းနဲ့တူရှိနေခဲ့တာဆိုတဲ့စကားရေယိုတက်ကြစီဖို့လုံအားလေးစာအားရှိပါတယ်။နာခီငါမင်းနဲ့တာအတူရှိမယ်ဆိုရင်ငါတို့မြင်နိုင်တဲ့အိမ်မက်တွေဆိုတာအကန့်အသတ်လုံးဝမရှိဘူး။ဆိုပြီးတော့တတိသားလေးကသွေးနေမိပါတယ်။တမမနာခီကလည်းရေယိုဘလော့ကောင်းလာကြောင်းသွေးနေမိပြီးတော့နှစ်ယောက်သားကလည်းတယောက်စိတ်ကိုတယောက်နားလည်နေကြပြီးတော့ရီယိုကလည်းနာခီပင်နေရာမှာဘလုံးလိုချင်လဲဆိုတာတက်အပ်တိနေပါတယ်။နာခီကဘလုံးကိုပခုံးနဲ့ထိမ့်လိုက်ပြီးတော့သူနဲ့တွဲပြီးတော့ဆော့ရတာလေ။ယူစီရကောင်းလာအောင်ပြောဖို့ကောင်းပါတယ်။ ပေးပုံမှုတွေကိုနီလန်အစ်တွေနဲ့ထိလိုက်ပြန်ပေးလိုက်လုံနေခဲ့ပြီးတော့ရီယိုနာဂီသွဲလုံးကဂိုအေရီယာနဲ့တဖြည်းဖြည်းနီးကပ်လာနေခဲ့ပါပြီရီယိုပေးလိုက်တဲ့ခေါင်လာတဲ့အလုံးနာဂီကတမ်းပြီးတော့သဘောပေါက်ခဲ့ပြီးမင်းကအဲ့ဒါကိုရည်ရနေတာဆိုရင်ငါကလည်းဒီလိုလုပ်ပေးမယ်ဆိုပြီးတော့ပခုံးကနေလှိမ့်စေပြီးနောက်ဖက်နဲ့ပေါက်ကတဖက် အတင်းရဲ့ခန်းစစ်ကစားသမားကိုအသားရကြော်ဖြတ်သွားပါတယ်အပူပြေးဆုံးနေအောင်သွားလိုက်တော့ငါရဲ့ယေတနာလေးဖေဆန်းအီဇာကီဒါငါအလုံးပိတ်ထားဒါငါရဲ့နေရခိုင်စာနဲ့အီဇာကီနေရလုံးဟာရီယိုလုံးနေခဲ့ကြတယ် စားခွက်ကိုမြင်ခဲ့ကြတာမလို့နှစ်ရလုံးကတားဖို့ရရှိနေခဲ့ကြတာဖြစ်ပါတယ်။ရေကအရာကိုတုံလုံးနေခဲ့ပြီးနာဂီကတော့တည်တည်ငြိမ်ငြိမ်ပဲဆုံးဖြတ်ချက်ချလိုက်ပြီးနောက်ဖက်ောင်းတဲ့ရီယိုစီကိုပြန်ပေးခဲ့ပါတယ်။ရီယိုကလည်းနာဂီကသူ့စီကနောက်ဆုံးပေးဖို့မှုကိုတောင်းဆိုနေတယ်ဆိုတာနားလည်လိုက်ပါတယ်။အဲ့ဒီခိုက်တက်မှာပဲရီယိုကမက်တာဗီရှင်ကိုပွင့်သားခဲ့ပြီးတော့အချိန်တုံလေးမှာပဲနာဂီလိုချင်တဲ့အကောင်းဆုံးနေရာကိုရှာဖွေနေပါတယ်။သူ့အလိုချင်ဆုံးနေရာခိုင်စာရဲ့နောက်လားနေ ਉ မဟုတ်သေးဘူး။သူ့လိုချင်တဲ့နေရာအဲ့ဒီနေရာမလားနာဂီနာဂီလိုချင်ခဲ့တဲ့နေရာက ဣဇာကီရဲ့အရှိအဝယ်ဖြစ်ပါတယ်။ Yes boss ။ခိုင်စာနောက်ကနေရလူကြီးပဲ။နောက်ကြီးမင်းကငါနဲ့ဘာလို့လာရှင်ရနေရလဲ။ဘာလို့မင်းစိန်ခေါ်ရလား။ကဲစပြီနော်အတသမားလေး။အဲ့လိုပြောပြီးတော့နာကီကဘောလုံးကိုတော့လိုက်ပြီးတော့ကန်သွင်းမဲ့ပုံစံဖမ်းပါတယ်။ဒီကောင်ဘောလုံးရှေ့ပြီးတော့ဆက်သွားမှာလား။နောက်ပြန်ရှေ့မှာလား။မဟုတ်ဘူး။အဲ့ဒီကောင်ကန်သွင်းမှာ။ဆိုပြီးတော့ဣဇာကီကကာဘူးလွတ်လိုက်ပါတယ်။တကယ်တော့ကန်သွင်းမဲ့ပုံမဟုတ်ပဲ။ရောင်ပြခဲ့တာဖြစ်ပြီးဂျပန်နီအီမီဆန်ဣဇာကီကကြိုသိနေခဲ့ပါတယ်။အဲ့တော့ရောင်ပြတာမလား။ ငါတိတော့ပေါ့အဲ့နှစ်စစ်ဗော်လီကန်ချက်ကငါအရင်ကတည်းကမြင်ဘူးတယ်ငါခေါင်းတိုက်လိုက်မယ်ဆိုရင်မင်းရဲ့ကန်ချက်ကပြီးပြီဘာလာနောက်ထပ်တစ်ခုလားတာဝေးရလာတဲ့ခိုင်စာကိုလေနာဂီကသုံးချိန်မြောက်အနေနဲ့ထပ်ပြီးတော့အယောင်ပြလိုက်ပါတယ်အီဇာဂီအဲ့ဒီကောင်ကိုကြည်ထားရသေးတယ်ငါခန္ဓာကိုယ်နဲ့ကာလို့ရသေးတယ်လီးချိန်ကြီးတော့မင်းကောင်နောက်နေရပဲဖြစ်ရမယ်မေလော်ဖီရှင်တော်မဘာမှလုပ်လို့မရတော့ဘူးဂျေဇူးရဲ့အီဇာဂီငါကကဘာအကောင်ဆုံး ညံ့လင်းပွင့်ပါရမီရှင်မဲမေတော်ပြရှင်တခုလုံးနဲ့တော့မခံမနိုင်ခဲ့တဲ့ငါးကြိမ်ဖိတ်ဗောလီအဲ့ဒီလိုမျိုး ပြောင်ပြောင်းလာတဲ့ကိုကမန်ဆိုင်စီးတီးဖို့ခြေပေါက်ကိုပြန်လည်ရယူနိုင်ခဲ့ပြီးကဘာတော်ဝါမှာရှိတဲ့ပရိသတ်တွေအားလုံးကိုအော့အတောင်းနေဖြစ်စေခဲ့ပါတယ်နောက်ပိုင်းမှာတော့ဒီတက်စိတ်ဝင်စားစရာကောင်းတာတွေလာမှာမလို့စောင့်မျှော်ပေးကြဖို့နဲ့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ခဲ့ပေးကြဖို့တောင်းဆိုချင်ပါတယ် အားပေးကြတဲ့သူဒုတိယချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါရစေ။နောက်ပိုင်းနေမှာပြန်လေးကြတော့ပါ